ဆက်ဆက်မော်ရဲ့စီးပွားရေးမှာစ조사ဖို့အတွက်ဆိုရင်တော့အကြီးကကျွန်တော်အရင်နှီးကပါလဲဆိုရင်တော့ကိုယ့်ရဲ့နှုတ်ကထွက်တဲ့ဇကားပဲဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့ကဆက်ဆက်ပေါ်မှာဝင်ဝင်ပြောင်းပြန်လဲရရှိဖို့အတွက်ဆိုရင်တော့ဥပမာကျွန်တော်တို့တုံးနေတဲ့ plot တက်ကိုကိုကိုတိုင်းတုံးတယ်ကိုကိုတိုင်းကောင်းနေဆိုတော့ပြန်လဲမျှဝေရုံပဲခင်ဗျာဥပမာကျွန်တော်ငငယ်တုန်းကဆိုရင်အာကျွန်တော်တို့မုတ်ခင်ကတပွဲစားလိုက်တဲ့ဈေးဆိုင်ပေါ့မုတ်ခင်ကဆိုင်မှာကိုကဒီဆိုင်မှာမုတ်ခင်ကစားကြည့်လိုက်တဲ့အခါအရန်အရသာကောင်းတယ်ဒါဆိုကျွန်တော်တို့ရဲ့တငယ်ချင်းတွေကိုသွားပြီးပြန်ပြောပြရတာဒီဆိုင်မှာ သွားပြီးတော့စားပါအရသာကောင်းတယ်အဲ့တော့စားရတဲ့အခါမှာပေးရတဲ့ပတ်စံနဲ့တန်တယ်ဆိုပြီးတော့ပြန်ပြောပြလေးရှိတယ်ဒါကိုကျတော့ကျွန်တော်မားကတ်တင်းလုပ်တယ်လို့ပြောလို့ရတယ်တို့တော်များလည်းကျွန်တော်ပတ်စံပြန်ရလာဆိုတော့ဝင်ငွေကျတော့ကိုယ့်အတွက်ကတော့ ဘာမှပြန်မရအောင်ဆိုင်ရှင်ကရောင်းကောင်းသွားတယ်ဒါကျွန်တော်တို့ရဲ့လူတွေရဲ့အကြည့်ပေါ့နော်ဇပင်ညှက်တာကဆောက်အင်းကြီးချုပ်တာကဆောက်အာဒီဆိုင်မှာဇပင်တက်ညှက်ရင်လက်ရာနှားတယ်ဒီဆိုင်မှာဆက်တက်ချုပ်ရင်တော့လက်ရာကောင်းတယ်ဆိုကျွန်တော်တငယ်ချင်းတွေကိုပြန်လဲပြီးတော့ share လင်းပြီးတော့ကျွန်တော်ပြောပြလေးရှိကြပါတယ်ထို့နည်းသူဆိုတော့ဒီနေ့ကျွန်တော် network marketing ဒီစီးပွားရေးလုပ်ငန်းတစ်ခုလုပ်တဲ့အခါမှာဆိုကျွန်တော်ကိုကိုတိုင်းလုပ်နေတဲ့လုပ်ငန်းကိုကောင်းတယ်ဆိုတော့ကိုပြန်လဲပြီးတော့ပြောပြရုံပဲအထူးကတော့ကောင်းတယ်မကောင်းဘူးဆိုတာကျွန်တော်တို့ပြောတဲ့အရာကိုမိတ်ဆွေလက်ခံစရာမလိုပါဘူးကိုကိုတိုင်းအသေးစိတ်လေ့လာသင်ယူကြည့်ဖို့အတွက်လိုပါတယ်လေ့လာရဲဆို တဲ့နေရာမှာကျွန်တော်တို့ကသူများတွေနဲ့တော့မတူတဲ့ကျွန်တော်အားရင်းချိန်တွေမှာ list test ဆိုတဲ့သင်တန်းအခမ်းအနားတွေမှာကျွန်တော်ကသင်ယူဖို့အတွက်လိုတာဖြစ်ပါတယ်အဲ့လိုသင်ယူတဲ့အခါမှာလည်းကျွန်တော်တို့ကခဏပြောတယ်လိုမျိုးတကယ်ကောင်းတယ်မကောင်းဘူးဆိုတာကျွန်တော်တို့တကယ်အာယုံစူးစိုက်လေးလာပြီးသင်ယူတဲ့သူတိုင်းသိပါတယ်ခင်ဗျာဒါကြောင့် success mode ရဲ့လုပ်ငန်းဒီရိုးရှင်းတဲ့လွယ်ကူတဲ့လောက်ကင်ရတာလည်းလူတိုင်းအတွက်အဆင်ပြေစေတဲ့အဓိကတော့ကိုယ့်ရဲ့လုပ်ငန်းကိုမြန်မြန်သိလေမြန်မြန်သဘောပေါက်လေမြန်မြန်ပြန်လည်စိတ်ကမ်းနိုင်လေ ကျွန်တော်တို့လူတွေအများကြီးနဲ့ကျွန်တော်ဟာ network ကိုခိုင်မအောင်တိဆောက်ပြီးတော့ network marketing ဆိုတဲ့တကယ်ဈေးကွက် plan တွေအတိုင်းဝင်ငွေတွေကိုလူတိုင်းရရှိပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်အဲ့တော့ success mode ကိုစ조사နေတဲ့သူများအားလုံးလည်း find တင်ပါလို့အားပေးချင်ပါတယ် success mode ကိုမှစပြီးပြီးတဲ့သူများအားလုံးလည်းနှွေးထွေးစွာနဲ့ကြိုဆိုပါလို့ပြောကြားချင်ပါတယ်ခင်ဗျာအောင်မြင်တဲ့ဒီဘဝရဲ့တိုးတက်မြင့်မားတဲ့နေရာမှာအားလုံးနဲ့အတူတူဆုံတွေ့ချင်ပါတယ်